ိသမားလုံးပဲမင်္ဂလာခင်ဗျကျွန်တော်ရဲ့မော်ဘိုင်ဒါလေးတန်စင်ကသူဟာပွဲထုတ်ခွင့်ရဖို့အတွက်စစ်စစ်မှုတွေခံယူဖို့ဘန်ကောက်ကိုသွားတော့မယ်လို့အသိပေးလိုက်ပါတယ်တန်စင်ကမျိုးလုံးပြဿနာနဲ့ရင်ဆိုင်နေရတယ်ဆိုတာပြည်သက်တွေသိရှိပြီးသားပါအခုတော့သူ့ရဲ့ Facebook page ကနေတန်စင်ကအသိပေးလိုက်ပါတယ်ဘန်ကောက်ကိုသွားပြီးတော့သူဟာစစ်စစ်မှုခံယူမယ်အဲ့စစ်စစ်မှုမှာသာ medical check up ရလကအရန်ကောင်းခဲ့မယ်ဆိုရင်သူ့အနေနဲ့ပွဲထုတ်ခွင့်ရပါတော့မယ်ဆိုတာလေသူကတပြိုင်တည်းအသိပေးသွားခဲ့တယ်ခင်ဗျသူကဒီလိုရေးသားပြီးတော့အသိပေးခဲ့တာပါ ပြည်သက်ကြီးအားလုံးမင်္ဂလာပါကျွန်တော်မကြခင်မှာပွဲတော်ကိုရဖို့အတွက်ဗန်ကောက်မှာပြန်လည်စစ်စစ်မှုခံရတော့မှာဖြစ်ပါတယ်ပြည်သက်ကြီးနဲ့အတူကျွန်တော်လည်း medical emergency ကိုစောင့်မျှော်နေပါတယ်ဆိုပြီးတော့ဒေသဖော်ပြခဲ့တယ်ခင်ဗျတန်းစင်ဟာ Impala 16ရဲ့နေက Time Fighter ပတ်စုကံပစ်နဲ့ပွဲထိုးဖို့စီစဉ်ထားတဲ့အချိန်ပေါ့လေအဲ့ဒီ Impala 16ရဲ့မတိုင်ခင်နှစ်ရက်အလို Impala 16ရဲ့နေမှာစစ်စစ်မှုခံရတဲ့အချိန်ကြိုပြီးတော့ medical check up လုပ်ရတဲ့ကာလအခုဝါရှမ်းမြန်ရှိမှရှိတာကို hydrogen test ဆေးမှုနဲ့ ဝိတ်ချိန်တာမလုပ်ခင်တရက်အလုံးမှာသူတို့ကျမ်းမိုင်စစ်စီတော့ဆရာဝန်ကမျိုးလုံးပိုင်းဆိုင်ရာတန့်စင်မှာစိတ်မချဘူးမျိုးလုံးထဲမှာ sport အဆက်ပြောက်တွေတွေ့ရနောက်ပြီးတော့မျိုးလုံးအမည်အာယုံကဝေဝါးတဲ့နေရာမျိုးရှိတယ်အဲကြောင့်ဒီပွဲကိုပွဲဖြတ်လိုက်ဖို့ဝမ်ကိုတင်ပြခဲ့တယ်ဝမ်ကလည်းဆရာဝန်ရဲ့တင်ပြချက်ကိုလက်ခံပြီးတော့ပွဲဖြတ်လိုက်တယ်တန့်စင်ကတော့ပွဲထုတ်ဝင်ရနိုင်မှုစူးစမ်းခဲ့ပေမဲ့အဆင်မပြေခဲ့ဘူးပေါ့လေပွဲပြလိုက်တဲ့အတွက်ပတ်စုကံဘက်ကတော့ထိုးကြည့်ရသွားတယ်တန့်စင်ကတော့ထိုးကြည့်မရခဲ့ဘူးအဲ့နောက်မှာတန့်စင်စီမျိုးလုံးကိုကုသမှုတွေခံယူတယ် ုသမှုခံယူပြီးရဲ့နောက်တပတ်အကြာမှာပဲတင်းဒတာတိုးတက်လာတယ်။တန်စီရဲ့မျိုးလုံးနဲ့အဆက်ပြောက်တွေဟာစိတ်ချတဲ့အနေထားကိုရောက်သွားပြီးဆိုတာသူ့ကိုကိုထုံးနေမှုကထုတ်ပေါ်ပြောကြလာခဲ့တယ်ခင်ဗျ။အဲဒီနောက်မှာတော့တန်စီက light training လို့ခေါ်တဲ့အပေါ်စားလေ့ကျင့်ရေးတွေစတင်ပြီးတော့လှုပ်ဆောင်လာတယ်။အပြေးတွေလက်သီးထိုးတာတွေရှေ့ကန်ချက်ကန်တာတွေသူစပြီးတော့လေ့ကျင့်လာတယ်။ပြိုင်ပွဲအတွက်လေ့ကျင့်တာကိုတော့မျိုးလုံးစိတ်ချတဲ့အနေရောက်မှလုံနိုင်လိမ့်မယ်လို့သူ့ကိုကိုထုံးနေမှုကပြောခဲ့တယ်ပေါ့လေ။အဲ့တော့မျိုးလုံးစိတ်ချမဲ့ရှေ့နေကဘယ်ရှင်ရောက်လာမလဲဆိုတော့ကျွန်တော်စောင့်မျှော်ခဲ့ကြတယ်ပေါ့။ အဲ့ချိန်မှာပဲအတန်းစင်ရဲ့ပြိုင်မဲ့ဖြစ်တဲ့ပက်စုကံဘက်က6လိုင်းမှာသူဘွဲတိုးရအောင်မယ်ဆိုတော့ကျွန်တော်တို့ကရှေ့မှာတန့်စင်ကတစ်ချိန်အဲ့လိုပေါ့လေကျမ်းမာရေးပြဿနာဖြစ်ခဲ့ဘူးတာ哦ဦးတက်ပေါက်တယ်ပေါက်တော့သူဆေးရုံကိုတက်ပြီးတော့ကုသမှုခံရတဲ့အချိန်မှာဝမ်ကသူနဲ့ပွဲတယ်ပြီးသားတိုက်ဆော်ကြောပြီးတော့ကိုပွဲမိပဲထားတယ်တက်စင်ငလုံးစိတ်ကြတဲ့အချိန်မျိုးရောက်ပါသူနှစ်ယောက်ကိုပွဲပြန်တယ်ပြီးတော့ပက်စုကံဘက်နဲ့တန့်စင်နဲ့ညာပွဲပြန်တယ်ပြီးမလားပက်စုကံဘက်ကိုလည်းပွဲမပြည့်ထားတယ်ဒီတော့6လိုင်းမှာပက်စုကံဘက်ကပွဲရတော့မယ်လို့ပြောပုံကိုရောက်ထောက်ရင် ဒါတန့်စင်နဲ့ပဲဖြစ်ရလိမ့်မယ်ဆိုကျွန်တော်ကတွက်ဆခဲ့တယ်ဗျအဲ့တော့တန့်စင်6လမှာပွဲထိုးရမလားထင်တဲ့အချိန်မှာပဲ1ကလည်းအားသင်ရအောင်လုံးချလိုက်တယ်ဘက်စုကံဘစ်ကိုဂျန်နက်ဖိုက်တာနဲ့ပွဲတယ်ပေးလိုက်တယ်ဘက်စုကံဘစ်ကဇွန်လ6ရက်နေ့1 Friday ပဲ1-1ပြန်ပွဲမှာပွဲထိုးရမှာဒါတန့်စင်ကပွဲမရသေးဘူးဦးတန့်စင်ရဲ့ပြောစကားအရာဆိုရင်တော့တန့်စင်ရဲ့မျက်လုံးအရှင်တွေကအခုစစ်စစ်မှုတော်မှာစိတ်ချတဲ့အချိန်ရောက်လို့သူဒီဟိုလက်ကျင်းတွေလှုပ်ဆောင်နေတယ်မြေဘန်ကောက်မှာစစ်စစ်လို့ကောင်းမွန်တဲ့ဖြေထွက်လာခဲ့ရင်တော့ ဝမ်းကိုတင်ပြပြီးလို့ဝမ်းဘက်ကခွင့်ပြုရင်သူ့ဘွဲကိုဝမ်းကလည်းမြန်မြန်စီစီမဲမဲသဘောရှိနေပါတယ်ဒီတော့ထိုင်းက5 page တွေပြောတဲ့အတိုင်းပဲဇွန်လနောက်ဆုံးသတင်းပတ်ဓာတ်မို့ရင်ဇွန်လလားထဲမှာတန့်စင်ရဲ့ဘွဲဖြစ်လာနေဆိုတာကတော့နိစ္စနေပဲဖြစ်ပါတယ်တန့်စင်နေနဲ့ဝမ်းမှာနှစ်ဘွဲဆက်တိုက်ရှုံးသားယူပါပြီဒီတော့ရှေ့လာမဲ့ဘွဲမှာဒါပက်စုကန်ပစ်တော့မဟုတ်တော့ဘူးဖိုင်တာစ်တောင်နဲ့တန့်စင်ထိုးရတော့မယ်တန့်စင်ရဲ့ဖိုင်တာဘယ်သူဖြစ်လာလိမ့်မလဲတန့်စင်နေနဲ့နှစ်ဘွဲဆက်တိုက်ရှုံးသားတဲ့ရှုံးကလာကိုရှေ့ဖြတ်ပြီးတော့နိုင်ဘွဲနဲ့တူဝမ်းမှာပြန်လည်ပြီးပွဲထွက်လာနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ ်ဘန်ကောက်မှာသွားပြီးတော့စစ်စစ်မှုခံရတဲ့အချိန်မှာလည်းကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာနိုင်ပါစေလို့ထပ်လောင်းဆုတောင်းပေးလိုက်ပါရစေ။ကြည့်ရှုအားပေးတဲ့ပိတ်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါရစေခင်ဗျာ။